မနေ့ညက Manchester United 4 Bilbao 1အာနှစ်ပွဲပေါင်းညလည်း7-1နဲ့ပေါ့နော် AA စစ်စစ်ပဲ final တက်တော့ပါပြီစောကြီးရတယ်ကြိုးပြီးတော့ခမန်တာတော့ဒီပွဲကအာ final တက်ဖို့ဆိုတာ Manchester United ကသေချာနေပြီအဲတော့တစ်ဖက်မှာလည်း Spurs က Porto Klein ကို 2-0 2-0ဆိုတော့နောက်ပွဲပေါင်းက5-1နဲ့ final တက်သွားပြီပေါ့နော်အင်္ဂလန်နဲ့တင်းကတော့ final မှာတွေ့မယ်မေလ22ရက်နေ့မှာအာဘယ်ပေါင်းမှာသွားပြီးတော့ကြည့်ရမှာပေါ့နော် final ပွဲကိုအဲ့ဒီတော့အင်္ဂလန်တင်းနဲ့တင်းက final ကိုတက်သွားတာပေါ့နော်နှစ်တင်းစလုံးကလည်း15 16က Premier League မှာတိုင်ပတ်နေနှစ်တင်းပေါ့နော်ငါအခု Europa League final ထိတက်သွားပြီဟိုကန်တိုင်သွားတဲ့အတင်းတွေကလည်းတခြား Spain La Liga တွေစတွေမှာဘယ်လိုပြောမလဲ3တွေ4နံပါတ်3တွေ4တွေဗျာတည်လားအဲ့တော့လည်းလုံးက15 16နဲ့ Premier League အတင်းနဲ့တင်းက final တီးကိုအကုန်လုံးနိုင်ပြီးတက်သွားတယ်အေးစစ်စစ်နိုင်ပြီးတက်သွား တာမသိလို့ရှိရင်တို့စပါးနဲ့ Manchester United ကိုတော့မှ Premier League ကနေတို့ Premier League ကြော်ညာကအနေနဲ့အာတို့တော့မှပတ်စံတော့ပိုပေးတင်သေးတယ်သိလားဘာလို့လဲဆိုတော့အဲ့ဒါသူတို့ နေအပရီမီယာလိမာကြာလို့ရှိရင်56ဒီကကဘာကဘာဟိုယူရိုမဲ့လဲသွားလဲကန်လဲကန်လဲတော့အာတခြားလိက3နေ4တို့အေးစေးစေးနိုင်နေဆိုတော့တည်ရမှာပရီမီယာလိကဘလောက် strong ဖြစ်တယ်ဆိုတာပြတယ်လို့မျိုးပုံစံမျိုးတော့ဖြစ်နေတယ်ကျွန်တော်အဲ့ဒါအဲ့တော့အဓိကတော့မင်းညပွဲကိုကျွန်တော်ပြောချင်တာပေါ့နော် Athletic ပဲပေါ့လေ Manchester United ပေါ့နော် Manchester United ရဲ့ပွဲတူရအလီကိုပြောချင်တာပေါ့နော်အားဒါကို tactical breakdown လေးကိုထုံးစံတိုင်းကျွန်တော်လုပ်သွားမှာပေါ့နော်မင်းညပွဲကိုတပွဲလုံးကို summarize ပဲဖြစ်ဖြစ် recap ပဲဖြစ်ဖြစ် ပြန်လောရမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်ကိုပြောရလို့ရှိလို့ရှိရင်ဘယ်လိုပြောမလဲစပိန်ကသွားမသွားမရှိတဲ့အဖိုးကြီးကကိုက်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 တော့ပေးကိုက်ထားပြီးတော့ဗျာဒီလားလုံးဝမောသွားတဲ့အချိန်ကျမှအေးအေးဆေးဆေးနရင်နှဘုံလေးကိုလေးချက်လောက်ဝင်ပြီးတော့လေးချက်လောက်နရင်ရိုက်ပြီးတော့လင်းကိုတက်ချမင်းနောက်ကောက်ကိုက်တာမင်းနောက်ကောက်ကိုက်တာအဲ့လိုလေးချက်လောက်ဝင်ပေးပေးကြတီးတင်မှာရိုက်သွားတယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ပေးရလို့ရှိလို့ရှိရင် Manchester United ကလည်း ပထမ firstly မှာ Ruben Amorim ရဲ့ကစားခြင်းတဲ့ပုံစံကဒီဒုတိယ league ကြာမှာပို့ပြီးတော့ပို့ပြီးတော့ပေါ်တာပေါ့နော်ကျွန်တော်အမြင်အဲ့လိုပေါ်တာပထမ league မှာသူတို့ပထမတော့ဟိုကအတွေ့တော့သူတို့ try တယ်ဒါပေမဲ့အဆင်မပြေဘူးအဆင်မပြေဘဲနဲ့ဒုတိယ league မှာကြာမှာသူတို့ try နေတာမှာတော်တော်ကြီးကိုအဆင်ပြေရပြအဲ့တော့ Ruben Amorim ဒီချိန်အာထုံးစံတိုင်းပဲ Spain အသင်းမြေဖြစ်နေတော့ဘယ်ဘောက်ကပထမဥပွားရဲ့စတဲ့အတကုံဖိတာ အာ high pressing လုပ်တယ် pressing 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 လုပ်တယ် Manchester United ကတစ်ချက်ချက်တောင်ပြားသွားသေးပါတော့ပထမကိုကလည်းအာဘယ်ဘောက်ကိုပေးလိုက်ရတဲ့တကောကလည်း Maguire လူလူအမန်တကယ်တော့ဟိုစင်နာဒီကကတ်တော့ကတ်တော့အသင်းကတ်တော့သူကနေ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 ပြားသွားတော့ပြားသွားတော့သူတို့ရေနေတိတ်လဲ Maguire composure တော့တိတ်မရှိဘူးအဲ့တော့ပြားသွားပြီးတော့ဘောလုံးပေးလိုက်ပြီးတော့ဘက်ကနေပြီးတော့တွင်းသွားတာပေါ့နော်တော့ကိုလည်းတော်တော်လှရဗျာပေးပေးရမှာပဲလေဟိုနာနာလည်းဖမ်းလို့မရတကယ်တောင်းမှာတောင်းလုံးဝ fitness ဝိုက်ပြီးတော့ပွေသွားတာ တော့ပေးရမှာပဲပေါ့ရအဲကွာလေတကယ်ကောင်းလေဟိုသူအဲ့တော့ဖိရ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 ပထမပိုင်းပြီးတော့မိနစ်40လောက်မှစပြီးတွေးရတယ်တွေးရတယ်ဆိုတော့ဘယ်ဘောကစပိန်တင်းကလုံးဝကြာလာကြာလာပြီဒုတိယပိုင်းအစမှပြန်ပြီးထပ်ဖြီးသေးတယ်ထပ်ပြီးဖက်ပြီးဖက်ပြီးစ조사ရတယ်အဲ့မှာဒုတိယပိုင်းမှာရိုအမိုရင်ကကစားတဲ့တိုက်တိတ်ပုံစံနည်းနည်းပြောင်းလိုက်တယ်ပြောင်းလိုက်ပဲဒါပေမဲ့ဘယ်ဘောကလည်းဖိနေတော့မယ်အဲ့တော့အမိုရင်ကသူ့အနေနဲ့ဟိုဘယ်လိုပြော risk မယူတော့ပဲနဲ့အာ၄ယောက် လူသားလဲပလိုက်တယ်လူသားလဲတယ်မှာပွဲကြီးကလုံးဝချိန်သွားတယ်လုံးဝလုံးဝဘယ်လိုပြောမင်း90မှာစပြီးတွဲတာပေါ့နော်အဲ့မှာတိုင်ငင်နေဆိုတော့ဘယ်ဘောမှာလုံးဝပြပြလဲသွားမဟုတ်ခြေချသွားပြီရအရေးပဲမရှိဘူးဗျာဆက်ရုပ်တွေမှာမဟုတ်တာပွဲပွဲမင်း90တခုလုံးအဲ့လောက်ကြီးဖိပြီးတိုင်တော့ဆက်ရုပ်တွေတောင်မှဘက်တရီကုန်ကလုံးနိုင်မှာမဟုတ်တဲ့ဟာကြီးပေါ့နော်အဲ့တော့တောက်ချောက်တိုင်မှာနောက်ဆုံးရလိုက်ကြပေါ့မောလဲမောလို့အေးအေးစစ်စစ်ပဲမှရွာတာဝါပြီးတော့ဂီယာတစ်ဖက်တင်လိုက်တယ်ဟိုကောင်းတဲ့ဂီယာအကြပါဂီယာတစ်ချက်တင်ပြီးတော့အေးအေးစင်နေရင်နဘိုးတရားချင်စင်းကြီးခါတယ် ဘာပဲလေးကိုတင်သွားတာပေါ့နော်အဲ့လိုပဲမြင်တယ်အဲ့တော့ technical breakdown လေးကိုကျွန်တော်တို့ချက်တော့ကြည့်ရအောင်။ပထမအဆုံးအနေနဲ့ကျွန်တော်ပြချင်တာကဒီအခုကတော့6မိနစ်ပေါ့နော်6မိနစ်အပြင်ကိုပထမပိုင်းနင်းနေ40 35မိနစ်မိနစ်40လောက်အထိက bell bow ကတောက်လျှောက် press တာ အပရက်စီနေရောရှိနေမြပို့နေရောပရက်စီနေရောဘောလုံးရပြီဆိုတော့ ਨੇ တစ်စက္ကန့်နှစ်စက္ကန့်တော့မပေးဘူးအသက်ကုန်လိုက်တာလိုက်တာမှာတယောက်မဟုတ်သုံးယောက်လေးယောက်လောက်ကိုလိုက်တာလိုက်တယ်ဆိုတော့ဒေချောက်ပရက်စီဒီဟောမဟုတ်ကျွန်တော်ပြောတာဒီခုနကမမောပဲနေနိုင်မလားဆိုတော့ဒီတော့ပရက်စီနေလုံနေတာဗျာဒါမမောပဲဘလုံးမှမနေနိုင်ဘူးအသက်ကုန်ပရက်စီလောက်တာအဲ့တော့မှမိနစ်30 40လောက်မှစပြီးကြာလာပါတော့เนาะအဲ့တော့အဲ့တော့ဒီမှာဆိုလို့ရှိရင်တောက်လျှောက်တောက်လျှောက်တောက်လျှောက်ပရက်စာ မဆိုလဲ၄ယောက်ပြတိလာကနာကျိုးပေါ်လုံးရကနာကျိုးအာဟိုတောက်လျှောက်၄ယောက်ကအဟိုဘက်ဒီဘက်တလို့ကတ်တာပထမ first day တော့ကလည်းအဲ့လိုပဲကတ် high press လောက်တယ်ဒါပေမဲ့အဲ့တော့ကဆိုတော့ owner ကန်တင်ပြီးတော့သူတို့လုံတာပေါ့နော်ဒါပေမဲ့ဒီမှာကပထမပိုင်းမှာ Manchester United ကသူတို့ဘလောက်ကတ်ကန်သူတို့အဲ့လာနေပြီးတော့ထွက်ဖို့စူးစားတာပေါ့နော်ထွက်ဖို့စူးစားတယ်ထွက်လဲထွက်တယ်တလုံးနှလုံးလောက်မကဘူးပြတော်တော်များများထွက်တယ်ထွက်တဲ့ဟာဟိုအဆုံးသတ်မသေးကြတာပေါ့နော်ကနာကျိုးဖြစ်သွားတာနှလုံးလောက်ရှိရပြီးတော့ရှင်တို့ကူလူပေးတာမမှန်တာလေးတလုံးနှလုံးလောက်ရှိရပေါ့နော်အဲ့လိုမျိုး ော့ဖြစ်သွားတယ်ဒီမှာဆိုလို့ရှိလို့ရှိရင်ဒီမှာဆိုလဲကျွန်တော်ပြတာပဲလုံးဝအဲ့မှာဆိုလို့ရှိရင်6ယောက်တီတီပဲတီလား6ယောက်ဆို10ယောက်ရှိလို့ဆိုဂိုးသမားနဲ့နောက်1ယောက်ပဲရှိတော့တယ်ကျန်တဲ့6ယောက်ဆိုတော့အဲ့တောင်လေးတတိနေရာလေးမှာအစကုံ press တယ်လုံးဝအဲ့နေရာ compact ကစားတာဗျပြလို့ရှိလို့ရှိရင်ကျွန်တော်ဒီတော့ဒီ Vova Day ကအာဒီဘွဲမှာကစားခဲ့မှာသူ ရန်ဖုန်းနဲ့ပွဲကိုသူကြီးလိုက်သလားတော့မှတ်ကားတယ်ဗျာဒီလားဘောလုံးကြီးရွှောင်းရှူတယ်ဘောလုံးပြီးလက်ပြီးတော့ဒီဘက်ကနေပြီးတော့သူ crossing တင်တယ် crossing တင်ပြီးတော့ဇရာဘီကိုသူကောင်းကိုကောင်းတော့ကောင်းတိုက်ဖို့ကြိုးစားတာပေါ့နော်မဇရာဘီဘက်ကနေပြီးတော့သူအဲဘရန်ဖုန်းဘလုံးကသူ Manchester United ကိုသွင်းသွားတဲ့ style မျိုးပေါ့နော်အဲမှာဆိုလို့ရှိလို့ရှင်ဒီလို press တယ်ဒီလို့ရှင်ဒီမဇရာဘီကနေပါဘောလုံးကိုတင်ပေးတယ်မဇရာဘီကသူကနေပြီးတော့ကောင်းတိုက်ပြီးပြန်ချတော့မဟုတ်လို့ပါအဲမှာလည်း clone ပေါ့နော်ကန်က10မိနစ်မှာအဲ့ကိုကလည်း goal နိုင်တယ်ပေါ့နော် goal နိုင်တယ်သူကန်တာ ဟိုက touch လုပ်ပြီးတော့နည်းနည်းအချင်းယူတာနည်းနည်းများသွားသူ့ Lindelof တို့ McGuire တို့ close down လုပ်တာအရင်ပြန်သွားတာပေါ့နော်ဒါကတော့ Manchester United ရဲ့ defense လောက်ဒါစက်ကောင်နေမတဲ့စက်ကောင်နေမတဲ့ပေါ့ဘယ်မှာပါလဲတခုတော့သူတို့ defense လုပ်တဲ့အခါကမနေ့က Manchester United ကသူတို့ဘောလုံးမရဘူးဆိုလို့ရှိလို့ရှိရင်ဟိုဘက်ကဘောလုံးရသွားပြီဆိုတဲ့အချိန်ကြာပြီသူတို့ defense လုပ်ဆိုလို့ရှိရင်ဘောလုံးက5-4-1က narrow 5-4-1နဲ့ flat ပေါ့နော် Rhino 5 for 1နဲ့သူတို့ defense လုပ်တယ်ကနာဂျွန်နဲ့ Bruno နဲ့ကတောက်ကိုဆင်းပြီးတော့အထီးပြီးတော့ defense လုပ်တယ်ဟိုဘက်ကတော့ဘက်ကတော့ဘယ်ဘောက်ကတော့သူတို့ဘောလုံးမရတဲ့အချိန်မှာဘယ်လုံးရတဲ့အချိန်မှာ5 2 3 1နဲ့4 2 3 1နဲ့ attack လုပ်တယ်ဘောလုံးမရတဲ့အချိန်မှာ4 4 2 flat နဲ့သူတို့ defense လုပ်တယ်ပေါ့နော်မနေ့က15မိနစ်မှာ Casemiro က free kick ရပေါ့နော်အဲ့ညာ free kick က Lindelof ကမ်လို့နဲ့ Casemiro ကန်တယ် Casemiro ကန်တဲ့အချိန်မှာသူတို့ free kick ရသွားတယ်အဲ့အချိန်မှာသူ Bruno လမ်းပြီးတော့ pass back လမ်း pass လိုက်ပေါ့နော်အဲ့လေမဆိုရှင်လေ ချက်ချင်းချင်းဝင်းနှစ်ဖက်ကိုလုံးဝလွတ်ထားတာပေါ့နော်ဘက်စရာဝင်းနဲ့ဟိုဘက်တိုးဘူးပေါ့နော်အလဲမှာဆိုလို့ရှိရင်လည်းဝိုင်လန်နဲ့ကနာချိုပေါ့နော်အဲ့ဒီမှာဘလူနိုရဲ့ position တွေကတော်တော်လှတယ်ဗျာသူတို့မထင်လိုက်တာပေါ့နော်သူတို့ထင်တာသူတို့ကန်တင်မယ်ကန်တင်မယ်သူတို့လိုက်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာသူတို့မထင်လိုက်တာဘလူနိုကအဲ့အလဲနေရာကိုယူလိုက်ပြီးလဲပြီးလဲပြီးဟိုနေကအလဲတဲ့ကိုအာကိုကိုတဲ့ကို run တော့ပေါ့အဲ့ဒီမှာဘလူနိုကထည့်ပေးတယ်နော်ကနာချိုပေါ့အဲ့ဒါပရမောက်တို့ကနာချိုလွတ်သွားတယ်လောက် လောက်သွားတယ်လို့အဲ့လုံနဲ့ကိုးတင်တာပေါ့နော်ဆန်ကတို့ရဲ့ first touch မှာပေါ့အဲ့မှာဆိုလို့ချင်းကျွန်တော်ဘလိုလို့ပြကြတာပေါ့ဒီမှာ Casemiro ပေါ့ free kick ရတယ် Casemiro free kick ကိုပေးတဲ့အချိန်မှာသူဝင်းပေးလို့မလို့လို့ဟိုပေးလို့နေမှာ Bruno ကဒီအောက်ကနေသူအလဲတဲ့ကိုဝင်ယူလိုက်တာဗျဒါကလည်း16မိနစ်ပေါ့နော်16မိနစ်မှာဒါက Casemiro ခုနကကျွန်တော်ပြောတဲ့ Amorin က first leap ပါတော့ကသူကစားချင်တာပေါ့နော်ဒီ transition ပေါ့နော်ဒီ defense ကနေပြီးတော့ counter pressing လုပ်ပြီး transition လုပ်တဲ့ဟာပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာ ထွက်ပေါ်အဓိကမနေ့ကပွဲကကာဆင်မီရိုဗျာကာဆင်မီရိုမနေ့က first touch ရှိတယ်ကာဆင်မီရိုရဲ့ bruno ရဲ့တွဲလိုက်ပြီးတော့ first touch ရှိတယ်လောက်တာအရင်ကောင်းတယ်ပြီးရင် white line ဟောပဲ white line အနောက် ठी deep ठी semi short တာအရင်ကောင်းအောင်ဆင်းဆော့ပြီးတော့တွဲပြီးတာတကယ် center forward ကစားတဲ့ဥစားလို့အရင်ကောင်းတယ်ဗျာမနေ့ကကာဆင်မီရိုအဲ့လိုမျိုး first touch လေးနဲ့သူထုတ်ထုတ်ပေးတခါတည်းမဟုတ်ဗျာတော်တော်များများအိုက်တန်လေးပထမပိုင်းမှာတော့ထွက်တယ်ပြီးတော့ရှင်သူတို့အများနဲ့ဒိုကူကို find လောက်တာအဲ့မှာဒိုကူကဒီဘက်ကအမြဲဟိုဘောလုံး Manchester United ကဒီဘက်ချမ်းမှာရပြီဆိုလို့ရှိလို့ရှိပြီဟိုဘက်ကဒိုကူပြေးပြီ ကိုဘက်ချမ်းမှာဘောလုံးရပြီဆိုလို့ရှိရင်ဒီဘက်ကမဆောင်ဝေးပြေးပြီမင်းကအဲ့လိုမျိုးနဲ့သူတို့ဥသာအမှန်တကယ်ဆိုမင်းကဒိုကူထွက်တာဒီမှာဆိုလို့ရှိရင် why land ပေါ့နော် why land အောက်နောက်ဒီဆင်းပြီးယူတော့ကျွန်တော်ပြချင်တာအပြီးလို့ရှိရင်ဒိုကူကိုကျွန်တော် highlight လုပ်ထားတယ်ဒိုကူကလည်းဘောလုံးရပြီဆိုတော့ကျွန်တော်ခုနပြောဆိုတာဘောလုံးရပြီဆိုတာနဲ့ပြေးပြီ တပ်ပြေပြေပြေထွက်နေပြီအဲ့ဒါဆိုလို့ရှိရင်လည်းဒီမှာကြာတယ်ပြီးလို့ customer ကို customer ကဘို့မြင်ရမှာเนาะသူတို့အဲ့ဒါတည်မှာပြေထွက်သွားအာဒါကတော့ကျွန်တော်တို့ပထမလူလုံးပေးလိုက်ရတာပေါ့เนาะဒါကတော့ sanity ကလုံးဝမကွာရောက်ကတ်ထားတယ်မကွာရောက် pressure အရန်ပေးနေတော့မကွာရလည်းပြာသွားတာပေါ့เนาะသူနေတယ်သူတို့အဲ့မှာပြာသွားပြီးတော့ဘောလုံးပြတ်သွားတယ်တက်လာတယ်ပေးလိုက်တယ်သူတို့သွင်းလိုက်တော်တော်လှတယ်ဗျအဲ့မှာ ဒါကတော့ကျွန်တော် white land ရဲ့ run နေပြချင်တာပေါ့နော် white land ကဒါကလေးကြိုက်ကနာချိုကပြန်မစင်းဘူးဒါကလေး541ကျွန်တော်ခုနကပြော narrow အလယ်မှာ၄ယောက်ကစားတော့ကျွန်တော်ရှင် bruno နဲ့ကနာချိုကအဲ့လိုစင်းတယ်ပေါ့နော်ကနာချိုဒီဘက်မှာ bruno ဒီဘက်မှာလို့စင်းပြီးတော့သူတို့4541နဲ့သူတို့ defense လုပ်တယ်ဒါပေမဲ့တစ်ခါသေးကြလို့ရှင် white land ကဝင်တယ် white land ဝင်ပြီးကနာချိုကိုပြန်မထုတ်ထားတယ်အဲ့လိုမျိုးဝင်နေထုတ်ထားတဲ့အတွက်ကနာချိုတို့ run ကပို့ပြီးတော့သူကနာချိုတို့ပို့ပြီး free dance ရသွားတာပေါ့နော်အဲ့ကဲသူအထက်ကို kite inside လုပ်မယ်ဆိုလို့ရှင်လည်းသူတို့ white land မရှိတဲ့အတွက်သူအထက်ကိုအလေတဲ့ ုပ်သူဝင်ပြေးလို့ရတာပေါ့နော်ဘာလို့အဲ့လဲအနောက်ကနေပြီးတော့ဘောလုံးပေးနေတာပေါ့နော်ဝိုင်လန်ကတဖေးပေးပြနောက်ပိုင်းပွဲတွေမှာကျွန်တော်အမြင်ကိုပြောရလို့ရှိရင်ဝိုင်လန်ကတော်တော်ကြီးကိုကောင်းလာတာသူဟိုအမိုရင်ပြောတာပေါ့နော်သူနဲ့အနီးက train နေရဆိုတော့တကယ်ပြပေါ့တယ်ကဝိုင်လန်ကတကယ်ပြော off ball မှာအရန်သူ work rate ကအရန်ကောင်းတယ်တကယ်ကောင်းတာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြဝိုင်လန်ကအဲ့မှာအလဲမှာ စီစင်းပြီးတော့ဘောလုံးရတဲတာပေါ့เนาะအဲ့မှာစင်းပြီးတော့ဘောလုံးတဲဖို့သူတို့စူးစားတယ်အဲ့ငါဘောလုံးရပါတယ်အဲ့ဒီမှာလည်းဒေါကူကအလဲကိုရောက်နေပြီတော့ခုနပြောသလိုပဲဝိုင်လန်ကအနောက်စင်းပြီးတော့ဘောလုံးတဲထားတဲ့အတွက်ကနာချိုးအနေနဲ့ဒီထဲကိုဝင်ပြေးလို့ရသွားတာပေါ့เนาะဝိုင်လန်ကအဲ့ဒီအားမရှိဘူးတော့ကနာချိုးဝင်လို့ရဒေါကူချပေးလိုက်တယ်လောကတဲ့ကွက်တီအနာချိုးအဲ့မှာဝင်သွားတယ်အဲ့ကိုကလည်းလောကကိုတင်တာပဲအဲ့မှာလည်းလောကဒူးစီးတော့ပြက်နေဒူးဝါနဲ့ဖြစ်နေသိပြီအဲဒီလောကကတော့ဒုတိယပိုင်းရောက်သွားပြီဒူ55ပိုင်းဒုတိယပိုင်းစားမှာအာပြန်ပြီးတော့ ်ဘယ်ဘောင်းကပြန်ပြီးအတက်လောက်တယ်အတောက်ကြောင့်ဘရာဇီးလောက်တာ45မိနစ်အစားမှလည်းဘရာဇီးဘရာဇီးလောက်တယ်ဒီပြေတာသွားမပါပဲနဲ့လုံးဝကြိုက်နေရဗျာတကယ်ပြောတာဒီလားလုံးဝဟိုနီကိုဝီလျံတို့မပါတာလဲရှိဟိုမပါတာလဲပါပါတာပေါ့နော်အဲ့လိုလုံးဝဟိုချင်းရောက်မှုမလို့ချင်းရောက်မှုလို့ဆိုတော့မဟုတ်အန်ရတော့မြင်ရတယ်ပေါ့ဗျာဒါပေမဲ့အဲ့လောက်ကြီးချင်းရောက်တာမဟုတ်ဝရန်အေရီယာတွေအထီတော့ကြီးချင်းရောက်တာတော့မဟုတ်အမှသူတို့ဘာပြောတောက်လျှောက်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 ဘရက်စ်တယ်ဘရက်စ်ဒုတိယပိုင်းမှာအိုမိုရင်ကဘယ်လိုပြောမလဲ ဟိုပထမ firstly တော့အတိုင်းကိုသူဒုတိယပိုင်းအစမှသူလှုပ်လိုက်တယ်ဗျာ။ဘာလို့လဲဆိုတော့သူကန်တင်တယ်။ဟိုနောက်နောက်သူကန်တင်ခိုင်းနေအဲ့တောက်နေရပေါ့နော်။အဲဒုတိယပိုင်းမှာသူတို့ firstly မှာတော့သူတို့တာစီယူသွားတယ်။အဲ့နေရမှာသူတို့ကစားတယ်။ပထမပိုင်းတော့သူမလှုပ်။အဲ့နေရမှာကစားတယ်။ဒါကတော့အဲ့ဒီမှာ48မိနစ်ပဲရှိသေးတယ်။ဘေးလိုက်မှာ၄ယောက်က လောကဟိုဝမ်းမပ်လုံနေပြီအဲ့၄ယောက်၄ချက်ရိုက်ဝင်ရိုက်သွားတာ၄ယောက်သူကိုပြနေတော့မဟုတ်ဘူးဗောဒီ၄ယောက်ပြောင်းလိုက်တယ်ပါတော်တော်တော့ရောက်သွားတော့ဗောအဲ့မှာအဲ့မှာ59မိနစ်ပဲရှိသေးအမိုရင်ခေါ်ချင်းချင်းလူခေါ်ပြီးတော့လူလဲဖို့သူလုံလိုက်တယ်တကယ်ပြတာဗျာဒီဘယ်လိုပြောမလဲပုံမှန်ဆိုလို့ရှိလို့ရှင်စောင့်လို့ရသေးတယ်မနေ့90လောက်ဒီစောင့်လို့ရဒီဘွဲကသူအနိုင်ကံဖို့သူမှစူးစမ်းရှင်အင်ဂွေးနဲ့ဖြစ်လို့သူမှလုံးဝပလန်ရှိပြီးသားဒီဘွဲကိုနိုင်ကံမှာဆိုတာဟိုဘက်ကစပြီးတော့ pressing တွေလုံလာပြီးစရီကြလာပြီးဆိုချင်းချင်းလုံးဝအသေးမတ်တဲ့အကုန်လုံးထည့်ပြီးထည့်လိုက်တာ ဟိုလို59မှာအမိုရင်းကမနေ့ကတကယ်ချေချိုးတင်တဲ့ coach ပဲ။ဟိုအမတ်ဝင်လာချိန်မှာချက်ချင်းအပြောင်းလဲတွေဖြစ်သွားတယ်ဗျာ။ပထမရောက်ဝင်ချိန်မှာ63မိနစ်မှာအဲ့လိုမျိုးတွေဖြစ်ကုန်ပြီ။အဲ့မှာပြီးတော့ဒီဟာကတော့ Lenny Yoro ပေါ့နော်။မနေ့ကယော်ရိုကတပွဲလုံးတကယ်နံပါတ်1ကျွန်တော်တို့ကနံပါတ်1ကစားသမားပဲ။မနေ့ကပွဲမှာ Lenny Yoro ကခါတခါကြရတယ်အသက်19နှစ်ဆိုတော့မေ့တယ်။ The Federation ဆိုတော့27ဗျာတည်လား။သူ့ကလေးလိုပဲ။ တော့ဥပမာ debut ရရဲပါ냐ဒီနေ့ရောတော့ကမသိလို့ရှင်လို့ရှင်တည်မှာဟိုလုံးဝ experience လုံးဝ champion title winner တွေပုံစံမျိုးနဲ့ကိုကစားနေပြီစကောတည်မှာတကယ်ပြောတာဗျာမနေ့ကပွဲလဲနေရောတော့ကျွန်တော်တို့ number 1 player ပဲမနေ့ကပွဲမှာတကယ်ကောင်းလာလည်းပြောတာဒီမှာတောင်ချောင်းဆောက်ဆောက်ပုံမှာသူပြောင်းသွားတယ်မှာလုံးဝ drive ရှေ့ပြီးလုံးဝရှေ့ driving လောက်တာတော့တောင်ချောင်း ခုနကစတဲ့မနေ့မှာနောက်တစ်ခေါက်အဲ့မှာတော့ဟိုမေဇင်မောက်ရောက်သွားမေဇင်မောက်ရဲ့ first search ရတယ်တော်တော်လာတယ်ဟိုဘက်ကနေဘောလို့လဲပြီးပြီးလို့ရှိရင်ဒီဘက်လဲပြီးကန်ထည့်သွားတယ်အဲ့မှာကိုအဲ့မှာအစားကြီးအတက်သွားတော့ဒါကတော့အာခေါင်းကြီးခေါင်းကြီးမျောလင်းချက်ပေါ့နော်သူလည်းထပ်ပြီးကြောက်မလားဆိုရောခေါင်းကြီးလှမ်းပြီးမျောနေကြအဲ့မှာဘရူနိုရဲ့ public ကိုအဲ့ဒါကတော့ကာစီမီရိုပေါ့နော်ကာစီမီရို ဒုတိယကိုရပါတယ်ကောင်းတိုက်ဖို့သူအနောက်ကိုလှမ်းတော်တော်ကောင်းတဲ့ကစင်ပဲအဲပတ်ဖုန်းနဲ့တော့ထိပါတယ်ဒါပေမဲ့သူလှုပ်တာဒါပဲဗျာအနောက်ကိုလှမ်းပင့်ပြီးတိုက်တာဗျာတိလားလုံး instinct ရှိတာဗျာတိလားကောင်းတိုက်တယ်ကြောင့်ပေါ့စင်မှာလုံးကောင်းလေးအဲ့လိုပတ်ဖုန်းနဲ့လှမ်းပြီးတော့ထိသွားပြီးတော့ဘောလုံးကအဲ့လိုကြော်သွားပြီးတော့ဝင်သွားတာပေါ့နော်ဟုတ် ကစမီရောလေအမအမဒါကတော့အမ82မိနစ်မှာအမတောက်ရှောက်တော့ခပြီးတာအဲ့ဘက်ကနေပြီးအမလူရန်လာတယ်ပြီးလည်းပြောအမလှည့်ပြီးဥစားပြီးတော့အမမမေးစင်မောက်အနံပါတ်9လုံးဝအစွမ်းနေစတာနံပါတ်9အင်ဂျီကအခုမှစစဆိုရတာမေးစင်မောက်မတင်ပြတာအဲ့နံပါတ်9တက်ပေးလိုက်တာမလုံးဝနောက်ပေါက်လေးနဲ့ကွတ်တီဒီဘက်ကအမဆိုချပေးလိုက်တာအမအမစား first touch နဲ့နည်းလေးမြောင်းအောင်လို့အမကျွန်ကန်လို့ရတာပြတယ်လားဒီမှာဆိုလဲလန်နီရောတို့သူ့ရဲ့ driving ရဲ့ကျွတ်စင်အမကျွတ်လို့ရှိရင်အမပြေးလာတယ် ဟိုင်လန်ပြေးလာတဲ့နေရာယူသွားတယ်ဟာဒါကကနာချိုတို့ဘာလို့ဆိုလို့ရှိရင်ဟိုင်လန်အဲ့ကိုအဓိကဝိုင်လန်ကိုမကိုတာတွေလေသူ့ဘေးကကစားတဲ့ပုံတပါးတွေနဲ့လဲစိုက်နေဗျာတကယ်ပြောတာအဲ့မှာကိုညာတို့တကယ်ပြောအမတ်တို့လဲဒါဆိုလို့ရှင်နှမျိုးဖြစ်အောင်ပါဝိုင်လန်ရဲ့ off ball တွေ movement တွေသူနောက်တန်းတပါးတွေဒုက္ခပေးတာတွေကတကယ်ကောင်းလားတကယ်တမ်းကြာလို့ရှင်လို့ရှင်ကျွန်တော်မြင်ရပြီကျွန်တော်တွေ့ဆိုလို့ရှင်လို့ရှင်တယောက်တူရဲတဲ့ဥစ္စာပေါ့နော်ရှေးတန်းတမမလို့တော့ဘာမှ Gyokeres တွေ Liam Delap တွေမလို့ မလို့မခေါ်နဲ့ဝိုင်လန်နဲ့ဇက်ဇက်လဲမယ်ကျွန်တော်ဇက်စီကိုလဲအာနောက်မှာအဲ့အလဲဟိုတက်မယ်ဆိုတော့ကိုညာကိုထက်နော်အဲ့အဲ့အဲ့နံပါတ်30လေးရမှာနောက်ဘလူးနိုနောက်ချပြီးပါလို့ရှိလို့ရှိရင်ကာစမီရိုလဲမယ်ဆိုရင်ကာစမီရိုလိုနေရာမျိုးမှာတယောက်ထက်နော်ပြီးပါလို့ရှိလို့ရှိရင် right wing သမားတယောက်ကောင်းကောင်း right wing သမားကောင်းကောင်းစားနိုင်မယ်ကောင်းကောင်းထက်ပြီးပြီအဲ့3ယောက်ပဲတကယ်ကတော့ပြီးလို့ရှိရင်အတန်ရာတွေတော့ပြတ်တယ်အဲ့လိုခုဒီနေ့လို့တော့မဖြစ်နဲ့ဘောနော်ဟောရရပြီအဲ့ဒါဆိုရင် ညောတို့ရှိနေအမဝင်သွားတယ်အမလုံးဝတက်ပြင်မယ်ဗျာလုံးဝ center forward လုံးဝပို့ဒီလုံးကတော့မင်းစင်မောင်းရဲ့နံပါတ်ကုနာပြောနေနံပါတ်9စွန်းနေလုံးဝနံပါတ်9စမ်းနေတချင်တော့ David Beckham style ပြောရဲလုံးဝအလဲရားနေပြောလမ်းသွင်းတာဘောတော့ပယ်ချေနေအဲ့တော့ဘောလုံးပြန်ပြီးတော့ sum up လုပ်ရလို့ရှိလို့ရှိရင်မင်းညာက ပွဲကတော့ forward နဲ့ပြီးသွားတယ်เนาะအာ spa ကလည်းဒီဘက်ကနေပြီးတော့ ဘော်ဒိုကလင်းကိုနိုင်ပြီးတော့တက်သွားပြီ။ဖိုင်နယ်မှာတွေ့ပြီ။ဖိုင်နယ်မှာစပါကိုလည်းနိုင်မယ်လို့ကျွန်တော်ယုံနေ။ဘာလို့လဲဆိုတော့စပါအားကြောင့်လဲဆိုတော့အာစိတ်တက်ကြောင့်စိတ်တက်ကြောင့်မန်ယူရဲ့မန်ယူရဲ့အာအတင်းစိတ်တက်ကြောင့်ပြောလို့ရှိလို့ရှင်ပို့ပို့စင်တဲ့ view မှာ အမိုးတွေပြောသွားတယ်လို့ပဲစပါတော့မန်ယူနဲ့တွေ့တဲ့သုံးပွဲဒီမှာတောက်လျှောက်စပါပြီးပဲနိုင်နေပေါ့နော်အဲ့တော့သူတို့မန်ယူအတွက် chance အပုံများသွားပြီတခါတလေတော့ပြန်ပြီးတော့ဘယ်လိုပြောကုနာပြောလို့ဆို flip ပုံမှာပဲကန်က flip အောင်မှာပဲတင်ပါရှုံ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 ဒါပို့ပြီး chance ပုံများသွားဒီတစ်ခေါက်နိုင်လို့ဆိုတာဒါပေမဲ့မန်ယူကလည်းဒီလောက်ကြီးစိတ်တည်နေပြီးလို့ရှင်ပြိသက်ကအင်အားနဲ့ပေါ့နော်ဒီကကတော့ ိုင်းထဲမှာစပါကိုကျွန်တော်နိုင်မယ်လို့ကျွန်တော်ယုံနေပဲပေါ့မှာပွဲမှာပေါ့နော်ဆောင်းပြီးမဲ့ကြည်ရတော့မှာပေါ့နော်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုတော့ဒီနေရာမှာကျွန်တော်ဆုံးသတ်လိုက်ချင်ပါတယ်ဗီဒီယိုလေးကိုပြန်ကြည့်ပေးရတယ်လည်းကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ